မင်္ဂလာညချမ်းပါရှင်နေပြီးတော့မူလီဝတ္တနဲ့ဇလာဗီရာညွှန်ကြားမှုဦးစီးဌာနမှာ2025ခုနှစ်ဇွန်လ19ရက်နေ့ည9:00နာရီထုတ်ပြန်တဲ့မူလီဝတ္တသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00ခွဲချိန်တိုက်ထွာရရှိခဲ့တဲ့အမြင့်ဆုံးအမှုချိန်များမှာနေပြီးတော့မှာ37ဒီဂရီဆယ်ဆီယပ်88ဒီဂရီဖာရန်ဟိုက်ရန်ကုန်မြို့မှာ33ဒီဂရီဆယ်ဆီယပ်67ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ 36ဒီဂရီဆယ်စီယပ်ဆ69ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ်။ဒီကနေ့ညနေ6နာရီခွဲအချိန်မိုးလေဝသကြိုးမှုမှာဖယ်ဝင်ရရှိတဲ့ပုံရပင်္ဂလာပင်လောအနောက်တောင်ပိုင်းမှာတိမ်တိမ်တိမ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကျန်ပင်္ဂလာပင်လောတို့မှာတိမ်တိမ်တိမ်မှာတိတ်ထူထန်နေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့ရှမ်းပြည်နယ်ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရခိုင်ပြည်နယ် မကွေတိုင်းဒေသကြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းရရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့လျက်နေရာတစ်ချောင်းမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြစ်ခြင်း လျက်စီးလက်ချင်းနဲ့မူသီကြွေခြင်းစတဲ့မူလီဝတပစ္စည်းများဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။ကျန်တာဒိတာကြီးနဲ့ပြည်နယ်များမှာတိမ်သေးတင်မာဒိတ်ထူထက်နေတာကိုတွေ့ရပါတယ်။ဘေကလာပင်လယ်အခြေအနေကတော့ဒီကနေ့မြန်မာစံတော်ချိန်7:30နာရီအချိန်တိုင်းထွားခြင်းများအရာအိန္ဒိယနိုင်ငံကျက်ခန်းပြည်နယ်နဲ့ရှင်းနေဆက်လျက်ရှိတဲ့အနောက်ဘင်္ဂလားပြည်နယ်တို့မှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရေဝဟာဆက်လက်တည်ရှိနေပါတယ်။ ကပ်ပလီပင်လယ်ပြင်နဲ့ပင်ကလာပင်လယ်တို့မှာမုတ်တုံလေးအားကောင်းနေပါတယ်မြမပင်လယ်ပြင်မှာမြမကန်ရဲတခြားနယ်ကဲလိုပင်လယ်ပြင်တို့မှာတခါတည်းရမိုးတက်လေပြင်းများကြရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်မိုးတက်လေပြင်းကြခြင်းရေပြင်းပြင်းပြင်းလေးရတနအီကိုမိုင်၃၀ထိတိုက်ခိုက်နိုင်ပါတယ်လှိုင်းမြင်မှာမြမကန်ရဲတခြားနယ်ကဲလိုပင်လယ်ပြင်တို့မှာ၁၀ပေမှ၁၂ပေကရှိနိုင်ပါတယ်ပနက်ဖြတ်မွတ်တဲ့ချိန်အထိခမ်းမန်းချက်များအနေနဲ့ကတော့ စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာကျကျမကွေတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိစိနဲ့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရှမ်းပြည်နယ်ရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်း ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီသားကြီးတို့မှာနေရာအနှံပြမိုးထစ်ချုံရွာပြီးကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်အေယာဝတီတိုင်းဒေသကြီးရခိုင်တိုင်းဒေသကြီးမွန်ပြည်နယ်နဲ့တနင်္သာရီသားကြီးတို့မှာနေရာကွယ်၍မိုးကြီးနိုင်ပါတယ်ဒီပြည်တော်နဲ့အဒီတဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေ ခံမှန်းချက်မှာ မိုးတင်တင်တစ်ချုံရွာပါမယ်။အမြင့်ဆုံးအပူချိန်မှာ32ဒီဂရီဆယ်စီယပ်60ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးအပူချိန်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုင်းမင်းပြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းမိုးအတင်တင်တစ်ချုံရွာပါမယ်။အမြင့်ဆုံးအပူချိန်မှာ33ဒီဂရီဆယ်စီယပ်61ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးအပူချိန်မှာ 25ဒီဂရီဆယ်ဆီယပ်စ်89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်မင်းပြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးအပူချိန်မှာ34ဒီဂရီဆယ်ဆီယပ်စ်63ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးအပူချိန်မှာ29ဒီဂရီဆယ်ဆီယပ်စ်81ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနည်းငယ်ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်နဲ့တနင်္သာရီဒေသကြီးတို့မှာမိုးပိုနေပါမယ်။အထူးမိုးလေဝသတည်ရင်ဒီကနေ့မြန်မာစံတော်ချိန်စက္ကွန်30နာရီအချိန်တိုင်းထွာကြံများအရာအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်မှာဖြစ်ပေါ်နေတဲ့အာကောင်နယ်လေဖျားနယ်ရဝုန်ရဲ့အရှိန်ကြောင့်၎င်းကပလီပင်လေပြင်းနဲ့ဘင်္ဂလားပင်လယ်တို့မှာမုတ်တုံလေးအကောင်ရမှာအာအလွန်ကောင်းနေခြင်းကြောင့်၎င်းအရှိဘက်မှာရွေလျားလာတဲ့ လေဝေလိုင်းများရဲ့အရှိန်ကြောင့်၎င်းအနောက်ဘက်မှရွေ့လျားလာတဲ့လေဝေလိုင်းများရဲ့အရှိန်ကြောင့်၎င်းဒီကနေ့ညမှာ25ရက်ရှောက်လာ2025ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ရှမ်းပြည်နယ်၊မွန်ပြည်နယ် ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှာ နေရာအနှံပြမိုးထစ်ချုံရွာပြီးအရှုဒေတာများမှာဒေတာအလိုက်နဲ့နေရာကွက်၍မိုးကြီးပါမယ်မြမကယ်ရန်တချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတည်းရန်မိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလျာတနအီကိုမိုင်30အထိတိုက်ခိုက်နိုင်ပါတယ်လှိုင်းမြေမှာ မြမကဲရန်တချောင်းနဲ့ကဲလွန်ပင်လေပြင်းတို့မှာ၁၀ပေမှာ၁၂ပေခန့်ရှိနိုင်ပါတယ်။အကြံပြုချက်တို့ဖြစ်ပါ၍မိုးသည်တန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကြွေခြင်းလျှက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝပေးရန်ရည်များဖြစ်ပေါ်နိုင်ပါသဖြင့်အဆိုပါဒေသများရှိကုန်မြင့်ဒေသအနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအနေနဲ့ ညငယ်ချောင်းငယ်များအနီးမှာ နေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများ ကိုကြိုတင်တည်ပြုရှောင်ရှားနိုင်ပါရဲ့နဲ့ပြည်တွင်းရေချောင်းသွားလာရေးလေချောင်းပြန်သိမ်းရေးနဲ့ဆယ်မြောင်းတာတမန်များအနေဖြင့်လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရဲ့တတိပေးနှိုးစော်အပ်ပါတယ်။မြေငလင်တည်အနေနဲ့ကတော့ဒီကနေ့မြန်မာစံတော်ချိန် session 9:20မိနစ်3:05စက္ကန့်အချိန်မှာ တမူးမြင်ကလင်းစခန်းမှာအရှိတောင်ပဲ44မိုင်ခန့်ကွာဝေးတဲ့မြန်မာနိုင်ငံပြည်တွင်မော်လိုက်မျိုးရဲ့အရှိအရှိမြောက်ပဲ15မိုင်ခန့်အကွာမြောင်လက်တီတို့23ဒသမ68ဒီဂရီအရှိလောင်ကြီးတို့64ဒသမ65ဒီဂရီအနက်10ကီလိုမီတာကိုပဟိုပြူ၍အင်အားရစ်တာစကူ၃ဒသမ၁အစင်ရှိအင်အားအနေငယ်ရှိတဲ့မြင်းကလင်းတစ်ခုလှုပ်ရှားသွားကြောင်းတိုင်းထွာရရှိပါတယ်။ အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9နာရီချိန်ထုတ်ပြန်တဲ့မိုးလီဝသနဲ့ဇလာဗီတာတတိယများပဲဖြစ်ပါတယ်။ဦးစိတ်နှပြအကျမ်းမှာချမ်းသာကြပါစေရှင်။